မင်္ဂလာညညပါခင်ဗျာကျွန်တော်တို့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့သတင်းတို့ထွားအစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအုံးဆုံးသတင်းအနေနဲ့ကတော့ကျွန်တော်ထိုင်းမှာပေါ့ထိုင်းရဲ့သတင်းအဲ့ဒါကဘာလဲဆိုတော့ဒီထိုင်းမို့အကြောင်းမျိုးနဲ့ကျွန်တော်ခိုးဝင်လာကြတာလူတွေရောပြီးရင်ထိုင်းမှာပြစ်မှုတစုံတရာပြုလုပ်ပြီးကျူးလွန်ပြီးလို့စစ်တမ်းကြခံရတဲ့လူတွေရောအားလုံးကိုတက်ဆိုင်ရန်ထိုင်းနိုင်ငံတာဝန်ရှိတဲ့လူတွေကဖမ်းဆီးအရေးယူပြီးတဲ့နောက်မှာပြီးမြန်မာပြည်ကိုပြန်လည်လွှဲပြောင်းပါတယ်အဲ့လိုလွှဲပြောင်းတဲ့နေရာမှာ ဒီအာနာတိတ်အကျန်းဖက်ကောင်တွေလက်သေးကိုထည့်နေတာအကြိမ်ကြိမ်ခါခါမနှဲတော့ပါဘူးအခုလည်းထပ်ပြီးတော့ထည့်ပြန်တယ်အဲ့တော့ဘာကြောင့်လဲဆိုတော့လက်ရှိအာနာတိတ်အကျန်းဖက်စစ်တပ်ဒီနံပါတ်1တိုင်းပြည်ရဲ့တရားဝင်အစိုးရမဟုတ်ပါဘူးနံပါတ်2လက်ရှိဒီလူတွေဒီဒီအာနာတိတ်အကျန်းဖက်ကောင်တွေရဲ့အကျန်းဖက်မှုကိုမခံနိုင်လို့ပြည်ပကိုထွက်ပြေးလာကြရတာအဲ့တော့အဲ့လိုထွက်ပြေးလာတဲ့လူတွေကတရားဝင် နီလန်းနဲ့ထိုင်းနိုင်ငံဝင်ခွင့်မရှိပါဘူးအဲ့တော့တရားဝင်နီလန်းနဲ့ဝင်ခွင့်မရှိလို့ နော်ခိုးဝင်တဲ့အတွက်ထိုင်းနိုင်ငံရဲ့တက်ဆိုင်ရာဥပဒေနဲ့အရေးယူပြီးတဲ့နောက်မှာအခုဒီကောင်တွေလက်ထဲကိုပဲပြန်ထည့်ခံရတယ်ဆိုတော့လူငယ်တွေဟာဘာဖြစ်လာလဲဆိုတော့အကုန်လုံးဖမ်းပြီးတော့မတရားစစ်မှုထမ်းခြင်းကိုခံနေရတယ်ဒါဟာလူခွင့်ရေးကိုနော်ချိုးဖောက်ခြင်းတိုင်းချိုးဖောက်နေတယ်လောက်ရပဲအဲ့တော့ဒီကိစ္စတွေကိုအခုတည်တယ်ကျွန်တော်တို့တွင်းတွင်းကြက်ကြက်မလုံဆောင်နိုင်သေးတာကိုတွေ့ရတယ်ကျွန်တော်တို့လည်းတက်ဆိုင်ရာနိုင်တဲ့နှစ်ယောက်လိုက်ပြီးတော့ချိန်ဆက်ပြီးတော့လုံနေပြီမြဲအခုချိန်ထိထိုင်းဆိုရကတော့ဒီစစ်ကောင်စီလက်ထဲကိုပဲ မြန်မာပြည်သားတွေကိုထဲ့နေတာဖြစ်ပါလေ။ကျွန်တော်သတင်းလေးကိုဖတ်ပြပါမယ်။ထိုင်းနိုင်ငံတွင်အကြောင်းမျိုးနဲ့ပြည်ထန်ကြခန့်ကလွတ်ရက်ဆေးတဲ့မြန်မာလုပ်တာ48ဦးကိုနိုဝင်ဘာလ9ရက်ကထိုင်းအာဏာပိုင်တွေကစေုပ်စုထံလွှဲပြောင်းပေးခဲ့တယ်လို့ထိုင်းနိုင်ငံရနောင်းလူမှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်တဲ့စာရင်းရတိရပါတယ်။အမျိုးသား33ဦးအမျိုးသမီး14ဦးစုစုပေါင်း58ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့အခုတော့နေရပြန်ဖို့မှုက2025ခုနှစ်အတွင်း73ချိန်မြောက်ဖြစ်ပြီးအခု နှစ်အတွင်းနေရပြန်ပို့ခံရသူ1809ဦးရှိလာပါပြီမြန်မာနိုင်ငံတို့ပြန်လည်ပို့ဆောင်ခံရတဲ့ပြစ်ဒဏ်ကြခံပြီးသားမြန်မာရွှေပြောင်းလုပ်သားတွေကိုစစ်တပ်ကအာရမစစ်မှုထမ်းစုဆောင်းမှုများပြုလုပ်လျက်ရှိကြောင်းထိုင်းနိုင်ငံရောက်မြန်မာအလုံတမားရေးဆောင်ရွက်သူတူကပြောပါတယ်ပြန်ပို့ခံရတဲ့မြန်မာလုပ်သားတွေထဲကစစ်မှုထမ်းအကျုံးဝင်တဲ့အတက်ရွယ်လူငယ်တွေကိုစစ်တင်နှန်းကိုပို့ဆောင်ခံရသူတွေရှိသလိုစစ်မှုမထမ်းစေလိုတဲ့မိသားစုဝင်တွေကငွေကြေးများစွာပေးပြီးရေထုတ်ရတာလည်းရှိနေတယ်လို့ဒေတာခဏစီကနေတိရပါတယ် ဲ့တော့ဒါကဒိုင်းဆိုးရကိုကျွန်တော်တို့အခုချိန်အထိနော်တော်လိုင်းအင်အားစုတွေဘက်ကတိုင်းသားအိယာဝတွေဘက်ကနားဝင်အောင်မပြောနိုင်သေးတယ်လားမပြောတာလားတော့မတိဘူးဘာဖြစ်လို့လဲကျွန်တော်တို့ပြောတာထိုင်းကိုခိုးဝင်တဲ့အတွက်ဘလို့အကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံဥပဒေကိုညှိစွန်းတဲ့အတွက်တို့နိုင်ငံတတ်မှတ်ထားတဲ့နော်ပြစ်ဒဏ်ကိုခံရမှာပဲဒါအောင်ရှောင်လွှဲလို့မရအောင်ဒါပေမဲ့ပြန်လည်ပို့တဲ့နေရာမှာဒီကာလဟာမြန်မာနိုင်ငံအနေနဲ့အစိုးရမဲ့နေတဲ့ကာလဖြစ်တယ်နော်အာနာတိန်သားတဲ့ ပြီးတော့ပြည်သူအကြမ်းဖက်နေတဲ့စစ်တပ်လက်ထဲကိုတွားထည့်လိုက်တာဒီဒါဟာလူ့ခွင့်ရေးကိုချိုးဖောက်တာလူတယောက်ရဲ့အသက်ကိုသေမှန်းသိအောင်တည့်ရတာနဲ့နော်သေအောင်လို့လှုပ်လိုက်တာနဲ့အတူတူဖြစ်နေတယ်နော်လွတ်မြောက်နယ်မြေတွေရှိတယ်ဗျာဒီနေ့တိုင်းမှာလေဒီလွတ်မြောက်နယ်မြေတွေအခုထိုင်းနယ်နမိတ်နဲ့ထိဆက်နေတဲ့နေရာမှာတော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ data တွေအများကြီးရှိတယ်ဒီ data တွေကနေလွှဲပြောင်းလို့ရပါတယ်နော်တခါကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်လို့လည်းပြောသေးတယ်နော်ပြောသေးတယ်ဆိုတာကဒီထိုင်းဆိုးရအနေနဲ့လွှဲပေးလာပါမယုံလို့ရှိရင် ပြစ်ဒဏ်ကြခံရတဲ့ဒီပြည်သူတွေကိုမေးကြည့်ပါခမားတို့ဘလူလက်ထဲကိုတွားကျင်လဲအဲ့ဒါအဖြေရှင်းဆုံးပဲနော်တော်လိုင်းအင်အားစုလက်ထဲကိုတွားမလားဒီအာနာသိန်းအကျန်းဖက်ကောင်တွေလက်ထဲကိုတွားမလားပြစ်ဒဏ်ကြခံရတဲ့ဒူတွေကိုထိုင်းစိုးရနေမေးကြည့်ပါလို့ကျွန်တော်တို့လည်းပြောခဲ့ပြီးပြီနောက်တစ်ခုကကျွေးဖို့အတွက်ကိုမပူနဲ့ကျွန်တော်တို့ထိုင်းရောက်တွေရတဲ့နီးနဲ့ရှာကျွေးမယ်အဓိကကအောက်ခြေတော်လိုင်းအင်အားစုတွေအနေနဲ့ကဒီထိုင်းရပြန်ပို့တဲ့ဒူတွေကိုတောင်းဝင်း ဒီတောင်းဝင်ခံပြီးတော့ထိမ့်တိမ့်ထားမဲ့နေရာစီစဉ်ပေးကျွေးဖို့မွေးဖို့အတွက်ကျွန်တော်တို့ထိုင်းရောက်ပြည်သူတွေမရှိရှိတာရှာကျွေးမယ်လို့ကျွန်တော်တို့လည်းအချိန်ချင်းပြောခဲ့တယ်ဒါပေမဲ့ဒီနေ့ချိန်ထိဒီကိစ္စတွေအကောင့်ထဲမဖော်နိုင်ဘူးမဖော်နိုင်တဲ့အပြင်အခုလိုမျိုး73ချိန်မြောက်တော့ရှိပြီထောင်ပေါင်းများစွာဟာဒီအာနာတိန်အကြမ်းဖက်ကောင်တွေလက်ထဲမှာဒုက္ခရောက်နေရတာဒါဟာလုံးဝမဖြစ်သင့်တဲ့အရာဒါကိုလည်းထိုင်းစိုးအနေနဲ့တရားချတိအောင်ကျွန်တော်တော်လှန်ရေးအစုတွေဘက်က UNG အပါအဝင်လူကြီးပိုင်းတွေအနေနဲ့ချိတ်ဆက်ပြီးတော့ပြောဆိုဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ကော့ဂရိတ်မြို့နယ်တီဖိုးဆန်ရွာကိုစစ်တောင်းထိုးလာတဲ့စစ်တပ်ကိုဂျားပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ15ဦးခန့်တေဆုံးပြီးတော့တနက်၈လက်သိမ်းဆည်းရမိတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။နိုဝင်ဘာလ6ရက်နေ့မှာကော့ဂရိတ်မြို့နယ်တီဖိုးဆန်ကျေးရွာကိုစစ်တောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကတီဖိုးဆန်ကျေးရွာနဲ့ကွင်းမောင်းတိုင်ကျေးရွာကြားရှိစစ်မောက်ချံတွင်ဂျားပြတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဖက်မှ15ဦးတေဆုံးခဲ့ပြီးလက်နက်၈လက်တင်းဆဲရရှိခဲ့ကြောင်းထိတွေ့တိုက်ပွဲတွေယနေ့နိုဝင်ဘာလ9ရက်နေ့နနက်ပိုင်းမှာဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရတယ်။တိုက်ခိုက်မှုကိုကလိုထူးဗျူဟာစစ်ကြောင်းတမဟာ3တမဟာ9နှစ်တမဟာ9ခုကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရပါတယ်။ဒါကတော့လက်ရှိကော့ဂရိတ်မြို့နယ်ဘက်ကစီရင်တည်နေဖြစ်ပါတယ်။ဒီပွဲမှာအကြမ်းဖက်စစ်သားတွေတေးပါတယ်။လက်ရှိ စစ်ကောင်စီဟာဘာလုပ်လဲဆိုတော့သူတို့မှာအပေါဆုံးပဲသူတို့ကရှားပါနေတာဒီလူလူထောက်ခံမှုနဲ့သူတို့ရဲ့စစ်တီတော်တွေရဲ့စိတ်သက်မြင့်မားမှုပဲကျွန်တော်တို့တော်လှန်ရေးဘက်မှာလူလူထောက်ခံမှုတဲ့စစ်တီတော်တွေရဲ့စိတ်သက်မြင့်မားမှုအပေါဆုံးပဲဒါပေမဲ့တော်လှန်ရေးဘက်မှာလက်နက်ခဲရန်မပေါ်ဘူးသူတို့ဘက်မှာလက်နက်ခဲရန်ပေါ်တဲ့အပြင်လူသားတိုင်းအောင်လုပ်နေတာအခုအပတ်စဉ်20ကျော်ဝပြီးစစ်မှုထမ်းတပ်သားတစ်တွေကို စစ်တောင်းထုံးရင်ရှေ့ရတွားခိုင်းတယ်မိုင်းဝင်းကိုဖျက်ခိုင်းတယ်မွေးစေဝါကျွေးပြီးတော့တိုက်ပွဲမှာရှေ့ရနေပေးတက်ခိုင်းတယ် PDF တွေကိုကြည်ဖြုံးခိုင်းတယ်ပေးသေးခံခိုင်းတာအဲ့ဒါလို့ PDF တွေကတက်လာတဲ့စစ်မှုထမ်းတွေကိုတံတန်းပေါင်းပြစ်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 လို့ကြည်ပါပြီဆိုတာနဲ့အနောက်ကအဲ့ဒီစစ်ခွေးတွေကဒီ PDF တွေကိုထိုးစစ်ဆင်ပြီးတော့တိုက်တာအဲ့တော့ရှင်းရှင်းပြောရရင်တော့လူသားတိုင်းလောက်ပြီးတော့ဒီပတ်စတွေကိုပြည်သူစစ်တွေကိုထိုးကျွေးပြီးတော့ တိုက်ပွဲကိုဖန်တီးနေတယ်သူတို့ကိုယ်တိုင်အသေးမခံနိုင်တဲ့အတွက်ဘလို့ရုံမာတယ်စဉ်းစားကြည့်ဒါတနေရာတည်းမဟုတ်ဘူးနော်နေရာတိုင်းမှာအဲ့လိုလုပ်နေတာဒါကြောင့်မို့လို့ပြည်သူစစ်ဒီစစ်မှုထမ်းအင်အားကိုအသေးတန်လိုက်စုပြီးတော့နော်အချစ်မှာရှေ့တန်းမှာကျွဲတွေနွားတွေတို့ခိုင်းနေတာပဲဖြစ်တယ်ဒါကိုအောက်ခြေအရာရှိကျက်စစ်သားဒီစစ်တီတွေအနေနဲ့ကောင်းကောင်းသဘောပေါက်ဖို့လိုတယ်နော်ငါတို့ထောက်ခံနေတဲ့ဒီစစ်ကောင်းဆောင်တွေဟာတိုင်းပြည်နဲ့ပြည်သူအတွက်လုံနေကြရတာလားနော်ဒီစစ်ကောင်းဆောင်တွေမိသားစု ကောင်းစားရေးအတွက်ငါတို့အတက်တွေပေးနေရတာလားဆိုတော့အောက်ထည့်အရာကြီးအကျက်စစ်တီတွေအနေနဲ့ကောင်းကောင်းတွေးတောနိုင်ဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲမဲထွက်ပေးရန်ချင်းချောင်းအကြက်ကင်မှုများကိုတိုင်ကြားနိုင်ပြီးထိရောက်စွာအေးအေးယူမီဟု UNG ကကြေညာလိုက်တဲ့သတင်းမှဖြစ်ပါတယ်။စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲမဲထွက်ပေးရန်ချင်းချောင်းအကြက်ကင်မှုများကိုတိုင်ကြားနိုင်ပြီးထိရောက်စွာအေးအေးယူမီဟုမြို့သားညီညွတ်ရေးအစိုးရ UNG ပြည်ထောင်ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။ အတူအောင်ရွေးကောက်ပွဲမှာမဲထွက်ပေးရန်ချိန်ချောက်အကြက်ကင်မှုများအားတိုင်ကြားနိုင်ကြောင်းမြည်သူမဆိုးပြည်သူလူထုကိုအတူအောင်ရွေးကောက်ပွဲတွင်မဲထွက်ပေးရန်ကြိုတင်မဲပေးရန်တနည်းနည်းဖြင့်ချိန်ချောက်အကြက်ကင်ခြင်းသည်လူအခွင့်ရေးချိုးဖောက်မှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ဥပဒေနဲ့ညှိစင်းတဲ့လောက်ရလည်းဖြစ်ကြောင်း MUG ကကြေညာပါတယ်အတူရောင်ရွေးကောက်ပွဲမှာမဲထွက်ပေးရန်ကြိုတင်မဲပေးရန်အတင်းအကျပ်ချင်းချောက်အကြက်ကင်ချင်းရှိမြရှိပါကတက်တင်နေတကွအမျိုးသားညီညွတ်ရေးအစိုးရထံသို့တိုင်ကြားနိုင်ကြောင်း တိုင်ကြားရာတွင်တတိဂရန်တို့၎င်းတိုင်ကြားနိုင်ပြီးတိလိုတီများမင်းမြန်ရန်နှင့်အကြံဉာဏ်တောင်းခံလိုပါကနေ့စဉ်ည၈နာရီမှည10နာရီအထိတတိဂရန်တို့ဆက်သွယ်မင်းမြန်နိုင်ကြောင်းတိရှိရပါတယ်။ဒါကတော့လက်ရှိ NUG ကကြေညာတဲ့ကိစ္စထို့တူအလားတူပဲဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့နော် NUG ကြေညာတာထက်ကို NUG ကြေညာတဲ့ကြေညာချက်ကတော့ဒါကတော့ NUG စိုးမိုးရဒေတာတော်လိုင်းအင်အားစုတွေစိုးမိုးရဒေတာအဲဒေတာတွေကိုအဓိကကင်တွယ်ပေးနိုင်မှာပေါ့ဒါ မြို့ကြီးပြကြီးတွေမှာဆိုရင်တော့ကင်တွန်းဖို့ခက်ခဲလိမ့်မယ်ဒါကျွန်တော်တို့ကျွန်တော်ရဲ့ပုံကွေအမြင်ပြောတာဘာဖြစ်လို့ဆိုတော့မြို့ပြပျောက်ကြားအင်အားတွေနဲ့လုံမရမယ်ဒါပေမဲ့ကျွန်တော်ပုံကွေအရာเนาะအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ချင်းကောင်စီအဖွဲ့ကကြီးညာတဲ့ကြီးညာချက်ကိုလို့ကျွန်တော်အရန်ကြိုက်ပါတယ်အဲ့ဒါကတော့ချင်းကောင်စီကြီးညာချက်ဒီချင်းပြည်နယ်အတွင်းမှာဒီအကြမ်းဖက်အာဏာသိမ်းရာဇဝတ်ကောင်တွေနဲ့ပူးပေါင်းပြီးတော့ဒီအတူရောင်ရွေးကောက်ပွဲကိုပါဝင်မယ်ဆိုရင် အဲ့ဒီကိုယ်စားလှယ်လောင်းရဲ့ပိုင်ဆိုင်မှုကိုအကုန်သိမ်းဆဲပြီးတဲ့အပြင်လူကိုပါဖမ်းဆီးပြီးတော့ရေးယူမယ်လို့ညင်ညာလိုက်တာအင်မတန်ကောင်းတဲ့ညင်ညာချက်ပဲကျွန်တော်တနင်္ဂနွေလုံးမှာတိုင်းနာ IAO တွေတော်လိုင်းအင်အားစုတွေ UNG အပါအဝင်တော်လိုင်းအင်အားစုတွေအနေနဲ့အဲ့ဒါလိုမျိုးပြက်ပြက်သားသားညင်ညာဖို့လိုအပ်ပါတယ်ရန်သူကရန်ငါပြက်ပါတယ်သူတို့လှုပ်ဖို့ရှိတဲ့အလုပ်ကိုသူတို့ပြက်ပြက်သားသားလုပ်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနော်ကမ္ဘာရဲ့ဥပဒေတွေကိုကြည့်ရတာနဲ့ကမ္ဘာနိုင်ငံတွေမျက်နှာကြည့်ရတာနဲ့ နော်မိလာတဲ့တုံပန်းကိုတေးချာကျွေးမွေးစောင့်ရှောက်ကြတာနဲ့လူဘဝခံတက်တက်ပဲတည်ကြတယ်အဲ့တော့မနေတတ်တဲ့ပြည်သူတွေကြောင့်အာနာယူတွေဟာအခွင့်အရေးတွေရနေသေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကတွန်လိုင်းအင်အားစုတွေအနေနဲ့ပြက်သားတင်တာကိုပြက်ပြက်သားသားလှုပ်ကြဖို့တိုက်တွန်းပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ဗိုလ်ချုပ်ဟောင်းမြတ်ကြီးမဲဆွယ်စီယုံရင်းမှာစစ်သားဗျူဇော်ဒီနဲ့ရဲများကြံ့ဖို့အင်ဂျင်ဝင်ရေးလိုက်ပါလုံကျုံယူရတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်အကြောက်တရားတွေနဲ့၆ချားနေကြရတဲ့ဘဝတွေတနာဖို့လည်းကောင်းပါတယ် လိုချင်တဲ့အာနာကိုရအောင်ယူဖို့အတွက်နော်ကိုကြောတဲ့ကိုမလုံတဲ့ဘဝတွေဒါဟာတို့စခဲ့တဲ့ပြဿနာပဲနော်အဲ့တော့စစ်သားအိမ်အောင်မှကောင်းကောင်းမဝတ်ရဲရဲအိမ်အောင်မှကိုယ့်ရဲ့ယူနီဖောင်းအောင်မှကောင်းကောင်းမဝတ်ရဲတော့တဲ့ဘဝကိုရအောင်ဘသူတွေလှုပ်ခဲ့တာလဲပြည်သူတွေလှုပ်တာမဟုတ်ပါဘူးဒါတွေအားလုံးဟာအာနာယူကောင်းဆောင်တွေလှုပ်ခဲ့တာပဲနော်အဲ့ဒီတံကိုအောက်ချေအရာရှိကြက်စစ်တီတွေခံစားနေရတာပေါ့စံဖို့ပါတီမှာဗိုလ်ချုပ်ဟောင်းများကနယ်မြေစင်း၍မဲဆက်စီယုံရေးမှလှုပ်ဆောင်ရမှာ စစ်သားဘျူစောဒီနှင့်ရဲများကိုအရက်ဝက်များအပြင်တန့်ဖို့အင်ဂျီပါဝက်ခမ်း၍လိုက်ပါလုံခြုံရေးယူနေကြောင်းကြံကင်ဖွံ့ဖြိုးရေးပါတီသတင်းမြင့်ကပြောဆိုပါတယ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ့်အတူရောင်ရွေးကောက်ပွဲအတွက်အော်တိုဘာလ28ရက်မှာစတင်ကဒီဇင်ဘာလ26ရက်နေ့ထိရက်ပေါင်း60မဲဆွယ်ခွင့်ပေးထားရမှာဒီကလင်ကကြည်တန့်ဖို့ပါတီမှဗိုလ်ချုပ်ဟောင်းများကလည်းမဲဆွယ်စည်းရုံးမှုကိုနယ်မြေကွင်းစင်းရဲ့စတင်လှည့်ရှိကြောင်း ထို့တော့နယ်မြေကွင်းစင်းမဲဆက်စီယုံရမှာစစ်သားရဲနှင့်ယူခွေးများကိုအရက်ဝင့်များကြံ့ဖို့ပါတီဝင်အင်ဂျီများဝက်ခမ်း၍လုံခြုံရေးအဖြစ်ခေါ်ဆောင်တွားကြောင်းလုံခြုံရေးအနေဖြင့်ဗိုလ်ချုပ်ဟောင်းများဤကိုပိုင်လုံခြုံရေးအဖွဲ့ပါတီဤလုံခြုံရေးအဖွဲ့နှင့်တက်ဆိုင်ရနယ်မြေစစ်သားရဲနှင့်ပြူစောတိလုံခြုံရေးအဖွဲ့ဝင်အတွင်းစီအပြင်စီများတက်မှတ်ကအထူးလုံခြုံရေးပေးထားကြောင်းအပြင်စီတွင်မူလက်နက်ကင်များကိုယူနီဖောင်းများဖြင့်ချထားပြီးအတွင်းစီတွင်မူပါတီနှင့်ကိုပိုင်လုံခြုံရေးအဖွဲ့များကိုအဓိကအတုံးပြုကြောင်းသိရတယ် စဉ်းစားကြည့်သူတို့အာနာရဖို့အတွက်သူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြည်သူကိုလိုက်ပြီးတော့ဘာလို့လိန်ညာနေတာတေချာပြန်စဉ်းစားကြည့်ရင်နာစရာကြီးဗျတိုင်းပြည်အတွက်လည်းမဟုတ်ဘူးပြည်သူအတွက်လည်းမဟုတ်ဘူးသူတို့ဒီစစ်ဘုတ်ချုပ်လူတစုအာနာရဖို့အတွက်နိုင်ငံပိုင်ဗန်နာတွေနိုင်ငံပိုင်ဝန်ထမ်းတွေကိုအတုံးပြူပြီးတော့ဗာလိုက်လောက်တာလေပြည်သူကိုလိုက်လိန်ညာပြီးတော့စီးယုံနေတာဘလောက်ရင်နာဖို့ကောင်းတဲ့တိုင်းပြည်တဲ့စဉ်းစားကြည့်ပါ เนาะဒီရွေးကောက်ပွဲရွေးကောက်ပွဲဆိုတာရွေးကောက်ပွဲလို့နာမည်တက်လိုက်တာ ਨੇ ပြည်သူအတွက်ဆိုတဲ့ခေါင်းစဉ်ကိုအော်တိုရလာအောင်ဒီကောင်တွေကဒီလိုအတုအယောင်ရွေးကောက်ပွဲဆိုတဲ့ဟာ ਨੇ ကာဘာလောက်တာပါတကယ်တော့သူတို့စစ်ဖို့ချုပ်တည်းရဲ့အာနာယူပွဲပဲဖြစ်ပါတယ်ဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့တရက်ကံကံမလမ်းပိုင်းရင်နဲ့တာရဲစခန်းကိုတိုက်ခိုက်ခံရပြီးစစ်အုပ်စုကခုနှစ်ကောင်ထေသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နိုဝင်ဘာလ9ရက်2025မကွေးတိုင်းတရက်ခရိုင် တရက်ကံမလမ်းပိုင်းကအကျံဖက်စစ်တပ်ရဲ့ရင်းနှက်နာရဲကင်းစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစေယောစုဘက်ကဘန်ကာလေးလုံးအထိတိမ့်ပိုက်နိုင်ခဲ့ပြီးစေယောစုဘန်ကာလေးလုံးတိမ့်ပိုက်နိုင်ခဲ့ပြီးမြေပြင်အခြေအနေတွေကြောင့်ပြန်ဆုတ်ခဲ့ရကြောင်းတရက်ခိုင်အမှတ်လေးတက်ရင်းနှင့်သတင်းပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောပါတယ်အချိန်နှစ်နာရီခွဲကြာမြင့်ခဲ့တဲ့ရင်းနှက်နာရဲကင်းစခန်းတိုက်ခိုက်မှုမှာရဲစခန်းဘန်ကာ၆လုံးထဲက၄လုံးအထိတိမ့်ပိုက်နိုင်ခဲ့ကြောင်းနဲ့ ကြံတဲ့နှလုံးကိုဆက်ပြီးရဖို့လှုံ့ဆောင်နေချိန်လေချောင်းရံတဲ့မြေပြင်အခြေအနေတွေကြောင့်ပြန်ဆုတ်ခဲရတယ်လို့တရက်ခရိုင်အမှတ်၄သတင်းရင်းမြစ်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောပါတယ်တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကော်မရှင်ဘက်ကခုနှစ်ကောင်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့တရက်ခရိုင်တိုက်ရင်လေတပ်ဖွဲ့ဝင်၂ယောက်လည်းကြာဆုံးခဲ့တယ်လို့သိရပါတယ်ကြာဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်၂ယောက်ရဲ့အလောင်းကိုပြန်လည်တည်ယူနိုင်ခဲ့ကြောင်းနဲ့ကောင်းကောင်းမွန်မွန်တကြိုပြီးစီးခဲ့ကြောင်းကိုမြက်ကပြောပါတယ်မတန်ပါဘူးနော် ကျွန်တော်9ယောက်နဲ့4ယောက်2ယောက်ဆိုတာဘလို့မကိုမတန်ဘူးကျွန်တော်တို့အမြဲပြောသလိုပေါ့ပညာနဲ့တယောက်တောင်မတန်ပါဘူးခံယူချက်လည်းမတူဘူးယုံကြည်ချက်လည်းမတူလှုပ်ဆောင်ချက်လည်းမတူယက်တီချက်လည်းမတူပါဘူးเนาะတော်လိုင်းရင်ရန်စုတွေဆိုတာဘာယာဒူးမှလည်းရတာမဟုတ်ဘာလကမှလည်းရတာမဟုတ်ပဲနဲ့ပြည်သူကြုံဖြစ်အတက်ကိုပေးလှပြီးတော့ဒီမတရားမှုကိုစန့်ကျင်ကြဘာဖြစ်လို့လက်နက်ကင်တာဘာလဲပြည်သူကြုံမယ်ချင်းချင်းပြောတာခြံစောက်ပေးတာ ဒီပြည်သူတွေဘဝလုံခြုံဖို့အတွက်ဒီခြံကြီးကိုလုံခြုံဖို့အတွက်ဘာလုပ်တာလဲခြံဆောက်ပေးတာဒါကိုမြန်မာစစ်တပ်ဆိုတဲ့အရာဒီဒီစစ်ဘုံချုပ်တွေကခြံဆောက်ကခြံဆောက်နေရမနေဘဲနဲ့ဘာတက်လုပ်တာလဲခေါင်းရင်းကန်းတက်ပြီးတော့အိမ်ဦးကန်းတက်ပြီးချီးပါချလို့တိုင်းပြည်ကဒီအချိန်တည်းရောက်လာတာအဲ့တော့လက်နက်ကင်တက်ဖွဲ့ဆိုတာတိုင်းပြည်တစ်ခုရဲ့ခြံဆောက်ပဲဗျခြံဆောက်ကခြံဆောက်နေရမှာနေမှအဲ့ဒီအိမ်ဟာအဆင်ပြေမှာအဲ့လိုမဟုတ်ဘဲနဲ့ခြံဆောက်ကခေါင်းရင်းအိမ်ဦးကန်းတက်ပြီးတော့လူပါတက်ဝရင်ဒီအိမ်သားတွေဘဝဘယ်လိုနေမလဲရှင်းရှင်းလေးပဲ ။နော်ဒါကြောင့်မို့လို့လက်ရှိတော်လှန်ရေးမှာဒီအာနာယူအကြမ်းဖက်ကောင်တွေအတွက်တိုက်ပွဲဝင်နေတဲ့စစ်သားတွေရဲတွေအယောက်တရာသေသွားပါစေ။ကျွန်တော်တို့တော်လှန်ရေးဘက်ကတက်ရောက်နေမလဲနိုင်ဘူး။ဒါတကယ်ပြောတာ။ဒါကြောင့်မို့လို့ရဲဘော်တွေဘေးအန္တရာယ်ကင်းဖို့အမျက်စုတောင်းနေကြတာပြည်သူတွေဟာ။အဲ့တော့ဒီပွဲမှာလည်းနှစ်ယောက်ကြဆုံးနေဒီနေရာမှာကျွန်တော်တခုကိုထောက်ပြခြင်းပါတည်းရဲ့။အဲ့ဒါဘာလဲဆိုတော့ဒီနေ့2025ရောက်ပြီးတော်လှန်ရေး9နှစ်ရောက်လာပြီ။လက်ပလာပဲရှိတဲ့ပြည်သူတွေက ပြည်သူတွေစီကနေအာနာလူနေတာ9နှစ်ရှိပြီဒီစစ်တပ်ကြီးကိုမောင်းပိုင်စီးတဲ့စစ်ဘုတ်ချုပ်တွေကဒီနေ့ချိန်ထိအဲ့ဒီအာနာကိုလူလို့မရသေးဘူးဒါပေမဲ့သူတို့အာနာလူလာတဲ့9နှစ်အတွင်းမှာစစ်သားဘလောက်တေပြီးတော့ဘလောက်ဒုက္ခိတဖြစ်သွားပြီလဲရဲဘလောက်တေပြီးဘလောက်ဒုက္ခိတဖြစ်သွားပြီလဲအဲ့ဒီစရင်စရားတွေကိုတာမန်အပြင်ကပြည်သူမပြောနဲ့ခမားတို့စစ်တပ်ထဲကရဲတွေစစ်သားတွေတောင်တီးခွင့်ရှိလားစစ်သားတွေရဲတွေကြာဆုံးစစ်သားရဲတွေရဲ့ဘဝတွေ အလောင်းကောက်ပြီးတော့လူလိုတကြိုခံတာရဘူးလားအဲ့ဒါအဖြစ်ပဲအခုတော်လိုင်းဘက်ကနော် PDF တွေရဲ့အုပ်ဂူတွေကိုတခါကြရင်ရိုက်ပြီးတော့ line ပေါ်တင်ကြတယ်နော်ကျွန်တော်တို့တရင်တစ်ခုကြီးညာလိုက်ရှင်းရှင်းလေးဘယ်စကမ်းသိမ့်နေဘယ်နေရာမှာစစ်သားဗနယောက်တည်ဒါပေမဲ့အဲ့ဒီစစ်သားတွေအလောင်းစစ်တပ်ဘက်ကကောင်းကောင်းမွန်မွန်ကောက်ပြီးတကြိုလာမြင်ရတာအဲ့ဒါအဖြစ်ပဲ နော်အဲ့တော့တန်ဖိုးထားတာချင်းဘလောက်กว่าလဲဆိုတာအဲ့ဒါပြောတာဒါပေမဲ့ PDF တွေကြာဆုံးဝိုင်းကြာဆုံးတဲ့ရဲဘော်တယောက်ကိုအလောင်းကိုရအောင်ကောက်တယ်ရအောင်ကောက်ပြီးတော့ကောင်းကောင်းမွန်မွန်ဂုံပြုတ်ပြီးတချို့ပေးတယ်ပေးတာတောင်မြတ်တယ်ဆိုတာအဲ့ဒါကိုပြောတာဒီတော်လန်ရေးနိုင်နိုင်ရှုံရှုံကျွန်တော်အတက်ဆွန်သွားတဲ့တူတွေအားလုံးဟာတိုင်းပြည်အတွက်မြင့်မြတ်တဲ့တူတွေဆိုတာစရင်ဝင်သွားပြီကြိုက်တယ်လို့လို့အခုဒီအဲ PDF တွေရဲ့အောက်ကူတွေကိုတွေ့လို့ရှိရင်ဖြိုးတာတွေဖြတ်တာတွေလို့ကြိုက်တယ်လို့ရှင်းရှင်းလေးပဲ ဒါပေမဲ့တမိုင်းကိုတော့ဖြတ်လို့မရအောင်အဲ့ဒါအဖြေပဲနော်အဲ့တော့ရက်သေးရွာတဲ့ကဘဒုရဲ့တားသမီးပေါ့ဟဲ့ဘယ် PDF လောက်တာလေဘယ်တိုက်ပွဲမှာဘလို့ကြာသွားတာအဲ့ဒီတမိုင်းတန်ဖို့ရှိတဲ့တမိုင်းဘယ်တော့မှဖြတ်လို့မရအောင်ဒါလူတမိုင်းပဲဒါကြောင့်မို့လို့ဒီတော်လန်ရေးအလွန်ကာလမှာကြည်ပါလုံရက်တည်းရဲ့တန်ဖိုးတွေကွာသွားပါလိမ့်မယ်နော်ဒါလေးပဲပြောချင်ပါတယ်ဒါကြောင့်မို့လို့နောက်တစ်ခုရှိတာကအခုလက်ရှိဒီနေ့မှာအမှုပညာရှင်တွေကိုချိန်ချောက်အကြက်ကင်ပြီးတော့နော်မတရားအဟာတွေပြုကျင့်ခိုင်းနေတယ် ဲ့တော့ဒီညမှာကျွန်တော်အကြံတစ်ခုပေးချင်တာကအနုပညာရှင်တွေကစပြီးတော့တာမန်အောက်ခြေတည်သူအထိဒီကာလမှာဥပဒေမဲ့ချိန်ချောင်းအကြက်ကင်နိုင်တဲ့စီးနင်းပြုတ်ကျင့်တဲ့အရာတွေအားလုံးကိုတက်တေစုထားပါအေးတို့တော်လှန်ရေးတို့နိုင်မယ်ဆိုရင်တော့မပြောလို့ဘူးပေါ့တော်လှန်ရေးပြီးွားတဲ့တနေ့အဲ့ဒီတက်တေဒီအားလုံးကခမရတို့အတွက်အတုံးဝင်ပါလိမ့်မယ်ဒါကြောင့်မလို့ကိုကိုဥပဒေမဲ့ပြုတ်ကျင့်အနိုင်ကျင့်တဲ့စစ်သားရဲကြံ့ဖို့နော်ပြူခွေဘာပဲဖြစ်ဖြစ်အားလုံးကို မှတ်သားပါ တက်တီတွေကိုရအောင်ဆူထားပါလို့တိုက်တွန်းပါဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့တင်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတူတည်းဆိုင်ကိုကျေးဇူးတင်ပါတယ်နောက်ရက်တင်ပါတယ်အချိန်ရရင်ရတယ်လို့ကျွန်တော်တို့အခုလိုတရင်တူအစီအစဉ်လေးကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်ဒီဒီအစီအစဉ်လေးကြတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံကပြည်သူတွေအများစုဒီစာဖတ်ဖို့အတွက်အင်မတန်ပြင်းပါတယ်စာဖတ်မဲ့အချိန်ကိုလည်းမပေးနိုင်ဘူးအဲ့ဒီအတွက် တည်င်းတွေကိုမဖတ်မိတာများတယ်။ဒါပေမဲ့အခုလိုမျိုးအချိန်အတိုလေးအတွင်းမှာဒီအစီအစဉ်လေးကိုနားဆင်လိုက်မယ်ဆိုရင်တနစ်တာဖြစ်ပြနေတဲ့ကိုနိုင်ငံကတည်င်းတွေကိုတီးချင်တွားစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်အခုလိုတည်င်းတူတာအစီအစဉ်ကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ဒီအစီအစဉ်မှာတည်င်းတွေလည်းပို့ဆောင်ပြီးတော့ပါဝင်နိုင်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကြိုတင်အတည်ပေးပါတယ်ခင်ဗျ။မင်္ဂလာညချမ်းပါဘေးပေရဝေးကွာကြပါစေ။ကျွန်တော်တို့မြန်မာပြည်သူမြန်မာပြည်သားများခွေးဆွဲခြင်းမှာကင်းဝေးနိုင်ကြပါစေ။